တဝါလုံးကြုံမှုမရှိခြင်းနဲ့ဘာသာကြားတွေကနိုင်ထက်စီးနှင်းပြုကျင့်ခြင်းတွေကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသား38ဦးပါတဲ့အဖွဲ့ဟာရခိုင်ပြည်နယ်ပလောဝမြို့မှာပြန်လည်ခိုးလုံလာတယ်လို့သိရပါဗျ။အဲဒီရခိုင်တိုင်းရင်းသားတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရှိတောင်တန်းဒေသတွေမှာနေထိုင်လုပ်ကိုင်စားသောက်နေတာဖြစ်ပြီးဘာသာကြားတွေကနိုင်ထက်စီးနှင်းပြုကျင့်ခြင်းနဲ့စီးပွားရေးလုပ်ငန်းတွေကိုဖျက်ဆီးခြင်းတွေကိုရင်ဆိုင်ရတာကြောင့်လာရောက်ခိုးလုံတာဖြစ်တယ်လို့သိရပါဗျ။ ီလိုလာရောက်ခိုလုံမှုနဲ့ပတ်သက်ပြီးပလဝမျိုးကဦးသိမ်းမောင်ကအခုလာရောက်ခိုလုံသူဟာအိမ်တော်စုကိုစုရှိလူဦးရေ38ဦးခန့်ပါလာပြီးပလဝမှာနေမှာမဟုတ်ပဲသူတို့ကိုကြောက်တော်ဘက်ကလူတွေကလာခေါ်ဖို့စီစဉ်နေကြကကြောက်တော်ကတစင်တခြားနေရာပြောင်းမယ်လို့သိရှိရကြောင်းပြောပါတယ်။ အဆိုပါခိုလုံလာသူတွေကိုဒေသခံတွေကယာယီကြွေးမွေးပြုစုထားပြီးဒီဇင်ဘာလ22ရက်နေ့မှာကြောက်တော်မျိုးကိုရောက်ရှိလာခဲ့တယ်လို့သိရပါဗျ။လက်ရှိကြောက်တော်မျိုးကိုရောက်ရှိနေတဲ့ရခိုင်တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးကြောက်တော်မျိုးနဲ့အုပ်ချုပ်ရေးမှုကလည်းလက်ရှိမှာသူတို့ကိုမြို့ပေါ်ဓမ္မယုံမှာယာယီထားထားပြီးအဆိုရအဖွဲ့ရဲ့ညွှန်ကြားချက်တိုင်းပို့ဆောင်ပေးရမယ့်နေရာကိုပို့ပေးသွားမှာဖြစ်တယ်လို့ပြောပါဗျ။ အရင်ကရောက်ရှိလာသူတွေကိုလည်းမောင်နှောမြို့နယ်အတွင်းနာတလကြေးရွာတွေရှိလွတ်နေတဲ့နေအိမ်တွေမှာယာယီနေထိုင်ခွင့်ပေးထားပြီးနိုင်ငံသားဖြစ်ခွင့်ပေးမပေးကို မသိရသေးဘူးလို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ပဋိပက္ခနောက်ပိုင်း2012ခုနှစ်အောက်တိုဘာလကစတင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကနေရခိုင်တိုင်းရင်းသားတွေနဲ့မျိုးနွယ်စုတွေရခိုင်ပြည်နယ်အတွင်းကိုစတင်ဝင်ရောက်ခိုးလုံလာခဲ့ကြရာမောင်နှောမြို့နယ်အတွင်းကိုလူဦးရေတထောင်ကျော်ရောက်ရှိနေခဲ့ပြီးဖြစ်ကလက်ရှိမှာလည်းဆက်လက်ဝင်ရောက်လာဆဲဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာလည်းဆက်လက်ဝင်ရောက်လာဆဲဖြစ်ပါတယ်။လက်ရှိအနေအထားမှာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းစူပူမှုတွေဖြစ်ပေါ်နေသလိုတိုင်းရင်းသားမျိုးနွယ်စုတွေအပေါ်ချိန်ချောက်လာမှာကိုလည်းစိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။